ိုင်းမဲ့တေးဖို့တော့မတန်ဘူးဒီအချိန်မှာတော့တေးဖို့တော့မတန်ဘူး view မဆိုင်ဘူးတော်တော်များလဲဟိုကိုကိုကိုတော့ view ဖိုက်ပြီးတော့တော့လုံးရတာပေါ့နော်ဘောင်းလက်ဆိုတော့ရေရှည်လုံးဖို့ရှိအဲကြောင့်မို့လို့ဟိုတချို့တွေကကိုရှာမကိုစားမယ်ဆိုတော့အတွေးတွေကိုထုတ်ပါဘောင်းလက်ဆိုအခုဒီအချိန်မှာပကြီးတို့လုံးနေရဲ့ဆိုတာလက်ရှိပကြီးတို့အတွက်မဟုတ်နောင်လာနောင်သားရေကြလို့ရှိရင်ပကြီးတို့ငွေလာရဲ့သားသမီးရေပကြီးတို့ကမျက်နှာမငယ်စေခြင်းဘူးပြီးတော့ဒီပြည်သူဒီနိုင်ငံမှာနေရဒီရေတောက်တယ်ဒီပါလာဝင်ဖြစ်တယ်ကွာဘာပဲဖြစ်ဖြစ် ဒီနိုင်ငံမှာနေရတဲ့ကျေးဇူးတရားဆိုတော့ဒီအသီးဖွင့်နေမထိုင်စားနိုင်လို့မရဘူးကျွန်တော်ရေကောက်ပွဲဝင်မယ်လူမိသားစုကိုအသိပေးလိုက်တဲ့အခါမှာအရာကလေးတွေမိသားစုတွေငူကြတယ်ဗျာမင်္ဂလာပါတယ်မသိသေးဘူးလားပါတယ်ပြောလိုက်ပြီနော်မင်္ဂလာပါမင်္ဂလာပါအဖေကျမ်းမပါဘူး

တော်လမ်းမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မြေပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Quick Revolution Channel လေးကပြန်ကြည့်လိုက်ပါတယ်ဗီဒီယိုရေချင်လို့သွားပေးကမှာယနေ့နိုဝင်ဘာလ9ရက်နေ့ဗိုလ်ရုံးနေ့ညပိုင်းထီတော်ဆုံးရရှိတဲ့တင်းချူအချင်းချုပ်ဖော်ပြပြပြီးတော့ဖြစ်တော်လမ်းမျိုးတွေအားလုံးပဲစုံနေရှိဖို့ DM ထမှတောက်စစ်လေးပါတော့ဆုံးသတင်းပုံအနေနဲ့ကတော့အကြမ်းမစစ်တဲ့ဟာ internet ပေါ်မှာလက်ရှိမှာသတင်းတွေဟာတုံ့ပြန်ရတဲ့နိုင်ငံကြီးရတိုက်ခတ်မှုတွေကိုတာစီရေးယူမှပြည်ထရေးဥဝင်ကြီးဦးဆောင်တဲ့ကော်မတီနဲ့ နိပညာကျွမ်းကျင်ဖွဲ့များကိုဖွဲ့စည်းပြီး24နာရီလုံးဝမအိပ်မနေမစားမတောက်ခွင့်နဲ့ပဲစောင့်ကြည့်တော့မယ်ဆိုပြီးထုတ်ပြန်ထားတယ်တွေ့ရှိရပါတယ်။အကြမ်းမစစ်တွေက2025ခုနှစ်ဩဂုတ်လ14ရက်နေ့ဆိုနဲ့အမိတ်ကြီးညာချက်တစ်ဆောင်ကိုလှုပ်ဝဲစွာထုတ်ပြန်ခဲ့မယ်လက်မှောက်ကိုပေါ်ကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒါဟာအင်တာနက်ပေါ်ကသတင်းလူသတင်းမှားတွေနိုင်ငံရေးရတိုက်ခိုက်ပြောဆိုမှုတွေသတင်းလူသတင်းမှားတွေဆိုတာကသူတို့မကောင်းပြောတဲ့သတင်းပေါ့ဗျာ။နိုင်ငံရေးရတိုက်ခိုက်ပြောဆိုခြင်းများပေါင်းဝင် online ပေါ်ကလှုပ်ဆောင်ခြင်းများကိုတားမြစ်အေးအေးယူနိုင်ရန်အတွက် ကော်မတီတရက်ကိုဖွဲ့စည်းတဲ့ကြောင်းနဲ့ဆိုပါကော်မတီမှာပြည်ထရေးဒုဝင်ကြီးကဩဂရဖြစ်၎င်းပို့ဆောင်ရေးနဲ့စစ်တော်ရေးဒုဝင်ကြီးကဒုတိယဩဂရဖြစ်၎င်းအဖွဲ့ဝင်စုစုပေါင်းတတဦးပါဝင်ကြောင်းသိရှိရပါတယ်။ဆိုပါကော်မတီမှာဥပဒေရေးရာဝင်ကြီးဌာနညွှန်ချုပ်၊ကြံကြားရေးညွှန်ချုပ်၊စစ်ပရေးရာလုံခြုံရေးအဖွဲ့မှရာရှိတဦးနဲ့စာသုံးလုံးဒုညွှန်ချုပ်ဗဟိုဘဏ်ညွှန်ချုပ်နဲ့ရဲမှုကင်းနဲ့ဥပဒေဆိုင်ရာဌာနကြီးမှုရဲမှုချုပ်၊ဒုရဲမှုနှစ်နဲ့မှုကင်းရဲတပ်ဖွဲ့မှု ကိုဆောင်ဆက်သွယ်ရေးနဲ့သူညွန်ကျိုးတို့ပေါင်းဝင်ဆောင်မိတ်ခဲ့ကြောင်းလည်းသိရပါတယ်။အဲဒီကျူးညွန်သူများကိုတုံးပြလက်ရှိတဲ့ဖုန်းနံပါတ်တွေကိုပိတ်သိမ်းသွားရေးနဲ့ဘဏ်အကောင့်ချက်လက်များငွေသွင်းငွေထုတ်မှတ်တမ်းများရယူခြင်းနဲ့ဘဏ်အကောင့်များကိုယာယီတားဆီးခြင်းမှာပြုနှံ့ရေးညှိနှိုင်းဆောင်ရွက်ရန်တို့ကိုလည်းကော်မတီရဲ့လုပ်ငန်းတော်ဝင်ဖြစ်ထင်းတာသိရှိရပါတယ်။ဒါအောင်ကြည့်ရပြင်စေရနာရှင်လက်ထက်မှာပြည်သူတွေနဲ့လူမှုနေရာမလဲဆိုတာကတော့လည်းကုန်မပဲတွေ့ကြကြမြင်နေရနေတာကိုလည်းဖြစ်ပါတယ်။အဲကြောင့်တော်လံပြည်သူတွေနဲ့လူမျိုးစစ်ပွဲတိုက်ကိုသုံးနိုင်အောင်ဆိုရင်တော့အားစဉ်မိဆက်ဂျုံဘွားကို ပြောက်သွားမှာအသေးချပဲဆိုတော့ဒီညကပြောတမန်ပြောရင်လည်းတော်လိုင်းကြီးသတိတော်လိုင်းကြီးပြောပဲနေ့စဉ်တော်လိုင်းကြီးကိုအောင်းဝင်ကုညီပေးနေကြပါဒီညကဒီမှာဒီပေးပါတယ်နောက်ထပ်သတင်းပုံနဲ့ကတော့မြန်မာစစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲကိုလူရောင်ရွေးကောက်ပွဲဖြစ်သတ်မှတ်ရေးဆိုကိုယနေ့နိုဝင်ဘာလ9ရက်နေ့မှာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိပဲအကုန်လုံးထောက်ခံကြောင်းဆုံးဖြတ်တည်ပြုလိုက်ပါတယ်ဒါကတော့မင်းအောင်လည်းရွေးကောက်ပွဲအတူရောင်ရွေးကောက်ပွဲဖြစ်ထောက်ခံလိုက်ကြဖြစ်ပါတယ်ယူစီအန်ဆိုရဲ့နိုင်ငံခြားဝန်ကြီးကနေပြီးတော့မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲအတူရောင်လာဖြစ်ကြောင်းနဲ့တွတ်တော်ရဲ့ဆုံးဖြတ်ချက်အဆိုကို ထောက်ခံပေါ်ကြောင်းတွတ်တော်မှလာရောက်ခဲ့သူရဲထွက်ဆိုခဲ့တာဖြစ်ပါလေမဆစ်တဲ့ရွေးကောက်ပွဲမှာစစ်မှန်တဲ့တိုက်ခိုက်ပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူရဲ့ဝေဖန်မှုကိုကြသုမှုများဖြစ်သတ်မှတ်တဲ့ပြိနှိတ်ချုပ်ချယ်တဲ့ဥပဒေများဖြင့်ဖမ်းဆီးမှုများတွေရရှိနေကြောင်းလည်းတွတ်တော်အမတ်ကြီးကနေပြင်ပြခဲ့တာဖြစ်ပါတယ်။အနောက်ပတ်သက်ပြီးတော့လည်းနယူးဇီလန်ကနေပြီးတော့ရောက်ရှိလာခဲ့တဲ့ကားနိုင်ငံကပုံစံလေးကတော့လည်းညီညွတ်နဲ့ထောက်ခံခဲ့တာတွေ့ရပါတယ်။တကယ်ပါပဲ။မြန်မာနိုင်ငံတရားဝင်နေတဲ့လက်ရှိမှာတော့တွတ်တော်လည်းမရှိရွေးကောက်ပွဲမကောင်းပြတဲ့သူတွေကိုလည်း EM မဲ့ ဥပဒေနဲ့ဖမ်းဆီးနေရတယ်အားလုံးသိရှိမှာပဲဒီတို့ဟာလားဒီတို့ပြန်ပဲဒီတို့ဟာလားဒီတို့ပြန်ပဲဒီတို့အားလုံးပါဝင်ရေးဒိုးရိတ်ဒိုးရိတ်ဘယ်လိုပြောကြလဲဆိုတော့ဒီချိန်မှာနင်တို့မသွားပါနဲ့ နော်ပြီးတော့နောက်တစ်ခုအရန်ညုံတဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ညီတို့ရေဘာလုံးကြီးကလဲကိုရှာမကိုစားရတာကိုသမီးကိုရှာစားရတာကိုရှာမကိုစားရမယ်ဆိုရင်လူပိအောင်အောင်နဲ့ပြောရဲ့လူတွေအများကြီးမကြည့်တော့ဒီအမျိုးတွေထဲမှာရောအပေါင်းအသင်းတွေထဲမှာရောဘောရာရောထဲမှာအများကြီးရှိတယ်ကိုရှာမကိုစားရတယ်ဆိုရင်သူတို့အတွေ့တမိုက်တစ်ချွာလောက်လင်းနေသူတို့ပြောတဲ့ဟာကိုဘကြောအရန်ညုံပါတယ်အရန်လဲကန့်ကွက်အခုတော့သူကိုယ်တိုင်ကိုယ်တိုင်လည်းလူမျိုးဖြစ်နေပါပြီအေးကိုရှာ ဘွားလဲကိုရှာဘွားလဲနိုင်ငံကောင်းဆောင်ကောင်းကောင်းကိုရှာတဲ့ဟိုဘယ်လိုပြောမလဲအင်အားနဲ့ရတဲ့ဝင်ဝင်ကောင်းကောင်းရှိဖို့လိုတယ်အလုပ်များများလုပ်ရဖို့ဆိုလဲလိုတယ်လူတွေလုံးလုံးရတယ်ဘသူမှမလုံးရဘူးလေအစအောက်ချီလူလဲသားပြီးအားလုံးရက်ပြတ်နေရမဟုတ်ဘူးလားဒီလိုရက်ပြတ်နေရဆိုတာနိုင်ငံရေးဆောင်ကိုဖြစ်နေရအရင်ခင်းနေကြအောင်ပြောတဲ့လူတွေကြီးလိုက်တော့လဲပညာမတတ်ဘူးလားဆိုတော့လဲမဟုတ်ဘူး ကိုရင်းနဲ့ level ရွဲသူတွေကိုကိုရှာမကိုစားမယ်လိုက်လုံးမနေနဲ့တေဝါရဲ့ဘယ်လိုလုံးမလဲဆိုတေဝါလည်းမကြည့်လို့ view မဆိုင်ဘူးဒါပေမဲ့တေဖို့တော့မတန်ဘူးဒီအချိန်မှာတော့တေဖို့တော့မတန်ဘူး view မဆိုင်ဘူးတော်တော်များလည်းဟိုကိုကိုတို့တော့ view ဖိုက်ပြီးတော့တော့လုံးရတာပေါ့နော်ဘာလို့လဲဆိုတော့ရေရှည်လုံးဖို့ရှိတယ်အဲကြောင့်မို့လို့ဟိုတချို့တွေကကိုရှာမကိုစားမယ်ဆိုတဲ့အတွေးတွေကိုထုတ်ပါဘာလို့လဲဆိုတော့အခုဒီအချိန်မှာပကြီးကိုလုံးနေရဆိုတာလက်ရှိပကြီးတို့ အတွက်မဟုတ်နောင်လာနောင်သားရေကြောက်လို့ရှိရင်ပကြီးတို့မွေးလာရဲ့တာသမီးရေပကြီးတို့လိုမျက်နှာမငယ်စေခြင်းပြီးတော့ဒီပြည်သူဒီနိုင်ငံမှာနေရဒီရေတောက်တယ်ဒီပါလာဝင်ဖြစ်တယ်ကွာဘာပဲဖြစ်ဖြစ်ဒီနိုင်ငံမှာနေရတဲ့ကျေးဇူးတရားဆိုတော့အတိပွင့်နေပဲထိုင်စားနေလို့မရဘူးတကယ်တမ်းအရေးကြုံလာလို့ရှိရင်လောက်အောင်ဓမ္မနဲ့အဓမ္မကြားထဲမှာအကြီးတော့ မှန်တဲ့ပက္ခပဲရက်တည်မှာပဲတချို့လူရဲ့ဂျားနေဆိုတာလည်းမြင်တယ်ပေါ့နော်တကယ်တမ်းတော့ဒီချိန်မှာဂျားနေဆိုတာအရန်ကိုယူဖို့ကောင်းပါတယ်ဟိုလူတွေကဘယ်ဘက်မှမပေါ့ဆိုပြီးဒါကြီးကမတရားတဲ့ဘက်မှာငုတ်တုတ်ထိုင်ပြီးတော့လက်ပတ်ကြည့်နေနိုင်တယ်ဆိုတာကကိုကိုတိုင်းကကောင်းတဲ့လူလားဆိုတော့ကိုကိုကိုသိစေချင်တယ်တချို့တွေအခုချိန်ထိဘာမှမလုပ်ပဲအဲ့ ပြောလို့ဘာကျွန်တော်ပါတီဆွဲလို့ဒီလိုဘာလို့မပါဝင်ရတာလားလို့ပြောတာမဟုတ်ဒီဟာကြီးပါတီဆွဲနဲ့ဖြစ်နေတာမဟုတ်ဘူးဒါမတရားမတရားကြီးမတရားကြီးဖြစ်နေတဲ့ဟာကိုအမှန်တရားကြီးကွာလူတွေကအမှန်တရားကိုပြောလို့ရှိရင်ချစ်မြတ်လို့ရချစ်မြတ်လို့ရဆိုပြီးဘာလို့ပါမလာကြတာလဲဘာကြီးတို့ဆိုမနေနိုင်ဘူးအမှန်တိုင်းပြောရင်ညဆိုလို့ရှိရင်အိတ်လို့မရဘူးเนาะဘာကြီးတို့မှလည်းပုံစီပွားရေးတွေရှိလူမှုရေးတွေရှိရမိသားစုစောင့်ဝင်နေရေးတွေရှိရဒါပေမဲ့တခုမှအဆင်မပြေတော့ဘူးဘာကြီးတို့မိဘတွေလည်းကျမ်းမကြီးမကောင်းတဲ့လူတွေရှိရเนาะအခုအတိုင်းနာမှာဘာကြီးတို့ညလည်းကောင်းအောင်မအိပ်ရဒါပေမဲ့ညကောင်းအောင်မအိပ်ရလို့ ိုးလေးနေမသွားခြင်းနဲ့စိတ်ဖြစ်လာဆိုလုံးဝမဖြစ်ဘူးဘာဖြစ်လို့မိုးလေးတာနဲ့ ။ဘာကြီးနဲ့မခရစ်ဆိုရင်အမဘယ်ချိန်ဘယ်ဆောင်ပါလဲဒီလက်ဒီဗီဒီယိုတရက်မှမပြတ်ဘူး။မှန်ပါလား။အဲ့တော့နေနိုင်တဲ့လူတွေကိုလည်းအံ့ဩတယ်။ဒါပေမဲ့ကိုလုံးလို့သူတို့မလုံရလားဆိုပြီးတော့လည်းဗီဒီယိုအပြစ်တင်တာမဟုတ်ဘူး။ဒါပေမဲ့တချို့တွေကလုံလည်းမလုံဘူး။လုံတဲ့လူကိုလည်းပြန်မလုံပါနဲ့။ကြောက်ရတယ်၊စိုးရိမ်ရတယ်၊ဘာလဲဆိုပြီးစိတ်ခွာရတယ်၊ရောအောင်လို့လုံတဲ့လူကြီးလည်းအများကြီးရှိတယ်။နိုင်ငံရေးကိုဗီဒီယိုကိုယ်တိုင်လည်းကောင်းနားမလဲပါဘူး။ဒါပေမဲ့ဒီအချိန်မှာအမားနဲ့မှန်လို့ဗီဒီယိုကောင်းကောင်းခွဲခြားတတ်တယ်။အကြောင်းမို့လို့ပါ။နေတိုင်းမှာပဲဗီဒီယိုနေတိုင်းမှာ6ရက်နေရတာ6ရက်နေကြရတယ်စတာတာဒီနေ့ဒီရက်မှာမပြ 也包、嗯、好，嗯、啊。 ပထမတော့တော့အစည်းအုံးဖွင့်နဲ့ဟိုဟာသွားချင်တာပေါ့နော်အားလုံးတစ်စုတည်းသွားချင်တာဒါပေမဲ့ဗကြီးတို့စပြီးတော့စပြီးတော့ဟိုဆန္ဒပြတဲ့နေ့ကစပြီးဒီ UN ရုံးချေကိုရောက်တာပေါ့နော်ရောက်တော့ဒီကမောင်မောင်လေးညီမလေးရဲ့အကောင်လုံးကအင်အားလို့လေဘာပဲဖြစ်ဖြစ်ဒီမှာအမှုပညာရှင်အများကြီးမရှိဘူးဗကြီးတို့မြောက်ပဲရှိရပေါ့လို့ဗကြီးတို့မြောက်ဒီမှာပဲဟိုဆက်ပြီးတော့နေဖြစ်တာပေါ့နော်နေတိုင်းလို့လို့ဗကြီးတို့ဒီမှာပဲရှိပါတယ်လို့ဟုတ်ရှေ့၁၆ပေါ့နော်ရှေ့၁၆လိပ်ပြလုံးချင်တယ်ကိုကိုပြည်သူတွေကပြည်သူဖြစ်တဲ့အတွက်အပေါင်းလဲဆိုဒါနိုင်ရဲ့ရေးပါအဟိုပါတီပြိုင် င်နေရလုံးဝမဟုတ်ပါဘူးမတရားကြီးအနိုင်ကျင့်ပြီးအာဏာသိမ်းခံရတာဖြစ်တဲ့အတွက်ဒါပကြီးတို့ပြည်သူတွေနဲ့ပါဝင်တဲ့နယ်ပြည်တို့ပါဝင်တာပါဒါပကြီးတို့တာဝန်ပါပဲစီရီးယားအဲတိုလမီရီအားလုံးပဲဒီဘီရိုကတွေ့ခဲ့ရတော့အားလုံးတွေ့တဲ့အချိန်မှာပြောတဲ့စကားလုံးနေနဲ့ကြားမှာဖြစ်ပါတယ်ဒီတော့တော်လိုင်းကြီးဆိုတာကကြည့်ပါမယ်ကျွန်တော်တို့လက်ရှိ၄နှစ်ကျော်၅နှစ်ကလာတွေမှာတော်လိုင်းကြီးကလာတွေကျွန်တော်တို့ခုလိုမျိုးစုံတွေ့ပြီးတော့ခုလိုမျိုးကြီးခွင်စုံတွေ့ခွင်ပြောခွင့်နေရနေတာကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေပါဟုတ်ဒီဗီဒီယိုလေးတွေကတူတူပါပဲတကယ်ပါပဲကျွန်တော်တို့ ဖြစ်စပြီးသွားမယ်ခွန်အားတွေနဲ့တူကောင်းရင်အောင်မြင်ပြီးစုံသွားကြအောင်ဗျာဒါကိုယ်စလေလောင်းရဲ့လက်ချက်ကြောင့်အမျိုးသားတူတေဆုံးခဲ့ရပါတယ်အဲ့တော့တိုင်းမျိုးကိုချစ်ပါတယ်ကိုဒေတာရဲ့အကောင်းချိုးကိုလုပ်ပါမယ်ဆိုတဲ့ပုံကိုယ်ရဲ့လက်ချက်နဲ့ကျွန်တော်ပြည်သူတွေတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပါဖြစ်စဉ်ကိုတင်ပြပါမယ်မြန်မာလာ၄ရက်နေ့ည၈:၃၀အချိန်ကရှမ်းပြည်နယ်အေးတာယာမြို့ရက်ကွက်၁နေမြေ၂အကွက်ကြီး၈၀အိမ်မက်၄၀နှစ်နေရှိလမ်းမပေါ်မှာနေရှိလမ်းမပေါ်မှာဒီတစောင်းတိုင်းလာပြည်ညကချက်ခိုးရာကနေပြီးတော့အင်ရှင်ရိုင်းတက်မှုကြောင့် အမျိုးသားတယောက်နှစ်ဖူးမှကျွန်တော်တို့ပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့်ကွယ်လွန်ခဲ့ပါတယ်။ဂျိုင်းနက်ခန့်လို့တည်ဆုံသွားတဲ့အမျိုးသားကလော်တာခဆိုင်းထွန်းစာဖြစ်ပါတယ်။သူကတော့ဂျိုင်းနက်ခန့်အန်းတာ ဖြစ်ပါတယ်။လော်တာခဆိုင်းထွန်းစာတည်ဆုံမှုနဲ့ပတ်သက်ပြီးတော့ဒါလူမျိုးတစ်ဖုတ်အနေကစုံစမ်းစစ်ဆေးမေးမြန်းတဲ့အခါမှာမေးမြန်းတဲ့အခါမှာအိမ်မှာရဖြစ်တဲ့ဦးဆိုင်ရွှေတီဦးဆိုင်ရွှေတီရဲ့အိမ်နဲ့ခုနကရိုက်ခန့်လို့တည်သွားတဲ့သူရဲ့အိမ်ကချန်ချင်းကရဲ့ဦးဆိုင်ရွှေတီရဲ့ ဥဆိုင်ရွှေတိနဲ့ခုနကရိုင်းတဲ့ခန်းနဲ့အဲ့ရချမ်းချင်းကပ်ရက်ဖြစ်တယ်ဥဆိုင်ရွှေတိရဲ့ချက်တွေကဥဆိုင်ရွှေတိရဲ့ခြံထဲမှာမကြီးမရှိတယ်အဲ့ဒီမကြီးမပေါ်မှာညဘက်သူချက်တွေကတက်တက်အိတ်တယ်အဲ့ဒီချက်ကိုတခိုးကြီးညဖြစ်တဲ့တစောင်းတိုင်းလာပြညမှာအိမ်ပင်းသားအိမ်ကဝင်ခိုးတယ်ပေါ့ဗျာတက်ခိုးတယ်ပေါ့ကျွန်တော်တို့ဒီမြမဒလိပေါ့ဗျာဒါလည်းခိုးရတာပါပဲကျွန်တော်တို့ငယ်တုန်းကဆိုဘလောက်ဆိုလဲဆိုရင်အဲ့ဒီအိမ်သားကြောင်းအိမ်သားတွေကစားအုပ်စုလိုက်ငုတ်ချုပ်ပြီးတော့အချားနေတော့ပုံလာတာအဲ့လိုတွေလုံတယ်ကြက်တွေခိုးစားကြတယ်ဟိုဒါလည်းကျွန်တော်တို့ချစ်စုပ်ဝက်ဒလိပါပဲဘာကြောင့်လဲဆိုတော့ဟို တိုက်ပြီးလူထိခိုက်ထိခိုက်မှုဖြစ်အောင်လုပ်ခဲ့တာတော့မဟုတ်ပါဘူးဟိုကျွန်တော်အပျော်ပေါ့ဗျအပျော်အပျော်ပျော်အပျော်လုံးကြတာပေါ့ဒါကျွန်တော်တို့ရတ္တလိရွာတက်လေးမှာရှိပါတယ်ရတ္တလိရွာတက်လေးမှာရှိပါတယ်အော်ဒီအမျိုးသားကလည်းဒီဥဆိုင်ရွှေဒီရဲ့နေအိမ်မကြီးပင်ပေါ်မှာရှိတဲ့အချက်ကိုအိတ်တန်းဝင်နေတဲ့အချက်ကိုခိုးတာတက်ယူတယ်ပေါ့ဗျယူတဲ့အခါမှာဥဆိုင်ရွှေဒီနဲ့သူ့ရဲ့တားဖြစ်သူဆိုင်ဆိုင်ဆိုင်ကျော်ဆူမိုးသူတို့ကဒုတ်တင်တော့ဝိုင်းလိုက်တယ်ဗျဒုတ်တင်တော့ဝိုင်းလိုက်တယ်ဒုတ်တင်တော့ဝိုင်းလိုက်တော့ချက်ခိုးတဲ့ချက်ခိုးတဲ့ ကျက်ခိုးတဲ့ခုနကအိမ်ဖေးနာအမျိုးသားကဝဲဖက်နှစ်ဖူးတွေးထွက်ပေါပြဲတန်ရတယ်။ရာဖက်နှစ်ဖူးပြင်ပေါပြဲတန်ရတယ်။ပြီးရင်ကျွန်တော်ခြေသလုံးမှညိုခြေဒကိုလုံးကဒကိုလုံးပြကျွန်တော်ဒုတ်နေရိုက်ရိုက်နေတာကအဲ့ဒီဒုတ်တန်ရကြောင့်ပဲတည်ဆုံးသွားတယ်။ကဲဒါတော့ဒကိုနဲ့လက်ရှိအခြေမှာလွတ်တော်ကိုယ်စားလှယ်တွေဖြစ်လာပြီဆိုပြီးရောမန်နေမာနာရင်နဲ့မရခင်နဲ့အာနာကိုယူသွနေတဲ့ကုန်ကြီးရဲ့ဖီးယားကိုသူရဲ့ဘောမှာကြော်ဆိုးလို့ကိုယ်တိုင်ပါဇက်ကနေပြီးရောချင်းကြယူပြောနေကုန်ပါဇက်ကနေပြီးဖွင့်ရပြောဆိုနေတာပြောရတယ်။အောက်ကြည့်ရမယ်လက်ရှိအခြေမှာဆိုရင်တော့ ပြတ်ဖို့ပါတီရတာနိုင်ရပြီးတော့အားလုံးကိုတနိုင်ငံလုံးကိုအုပ်ချုပ်ဖို့အတွက်လုပ်ပြီးဆိုရင်တော့အောင်စီတိုင်းမှာပဲဒီကုန်တွေကတဲ့အောင်ပေါင်းမတဲ့ရင်တော့တွေးခံမှာအသေးချာဖြစ်ဖြစ်အတွက်ဒီမျိုးဘဝမျိုးလွမြောက်ဖို့အတွက်ဒေါ်လိုင်းစီဒေါ်လိုင်းမပြတ်ဖဲနေစဉ်သုံးနာနေဖို့လိုအကြောင်းများမျိုးထပ်မံတည်ပြီးချင်ပါတယ်ကျွန်တော်ရေကောက်ပွဲဝင်မယ်လူမိသားစုကိုအတိပေးလိုက်တဲ့အခါမှာအရာကလေးတွေမိသားစုတွေငိုကြတယ်ဗျမြို့သမီးကကျွန်တော်အမေလည်းသူတို့ဘယ်လိုနေရမလဲอืม ဒီ2021နိုင်ငံရေးအကြတဲ့ပြဿနာမှာအပြစ်မဲ့ပြည်သူတွေတော်တော်များများအသက်ခံရတယ်။အသက်ခံရတဲ့ပြည်သူတွေအားလုံးဟာလည်းဒလန်ဆိုပြီးတော့မှအပုတ်ချခံရတယ်၊နာမည်ဖျက်ခံရတယ်ပေါ့ဗျာနော်။ဆိုတော့ကျွန်တော်လည်းဒီ2021ဆင်းလပိုင်းလောက်မှာအွန်လိုင်းကနေပြီးတော့မှ အညမနိုင်ငံရဲ့ပြူစောတိအမှုဆောင်အရာစီချုပ်ဆိုပြီးတော့မှအဲ့ဒီတယောက်နှစ်ယောက်ကအဲ့ဒါတွေတင်ကြဆဲကြတာတွေကျွန်တော်တွေ့ရတာကျွန်တော်မိတ်ဆွေတွေပို့ပေးဆိုတော့ဂျိမ်းမောင်းနဲ့တတ်မယ်ဖြတ်မယ်ကျွန်တော်ရဲ့အဲ့ဒီ live ပြောတဲ့ပုံတွေပြပြီးတော့မှရက်ွက်ထဲမှာကျွန်တော်အိမ်ယူလိုက်စားတယ်သူအိမ်ပမာလေဆိုင်ကဲနှစီနဲ့လူငယ်လေး၄ယောက်ပေါ့၂ယောက်တွေ၂ယောက်တွေကျောပေါ်အိတ်လေးနဲ့အဲ့ဒီမှာမိုင်းနေရှိမှာပေါ့ကျွန်တော်ယူစားတယ်အဲ့ဒီတော့ကျွန်တော်တို့ ျွန်တော်ပတ်ဝန်းကျင်မှာပဲမိုင်းကွဲတာတွေဖြစ်တယ်တလန်းကျော်အဲပြီးရင်ရက်ွက်ထဲမှာပဲတယောက်ဟိုလာပြီးတော့မှအဲပြတ်တက်သွားတဲ့ဒီလိုမျိုးတွေဖြစ်တာပေါ့ဆိုတော့နောက်ဆုံးပဲကြီးဖြစ်လာလဲဆိုကျွန်တော်ဟိုအဲဒီလိုလှုပ်လို့မရရင်သူမိသားစုရှိတယ်သူမိသားစုလှုပ်မှာပေါ့ဆိုတဲ့အဲစကားမျိုးတွေအထိအနာတွေရောက်လာနောက်ဆုံးမှာအဲ့လိုစကားကြတော့အမျိုးသမီးကကျွန်တော်အမျိုးသမီးက၁၀ရက်လောက်ဖြာတော့ကျွန်တော်လိုက်ပို့လည်းဘယ်မှမသွားတော့ မိသားစုလည်းကျွန်တော်လည်းဆိုရမသွားဘူးကျွန်တော်လည်း లై ပုတ်လို့မရကျွန်တော်လည်းအိပ်ပြင်မထွက်တော့အဲ့လိုမျိုးဖြစ်တာပဲအခုရေကောက်ပွဲမှာကျွန်တော်ဝင်ရောက်ရှင်းပြရမယ်ဆိုတော့အဲသူတို့ကျွန်တော်မေးကြတယ်သူတို့ဘလို့ရှက်ပြီးတော့မှနေရမလဲရေကောက်ပွဲကိုဖျက်လို့ဖျက်စီးတဲ့ဖျက်စီးလို့တဲ့သူတွေရဲ့ပြစ်မှတ်ဖြစ်မှာကြောက်တာပေါ့ဗျာเนาะဒါကျွန်တော်ကိုရင်းစားပါတယ်ကျွန်တော်မိသားစုကျွန်တော်မိသားစုကျွန်တော်ချစ်တယ်ထို့အတူပဲကျွန်တော်နိုင်ငံကျွန်တော်ရဲ့ နိုင်ငံသူနိုင်ငံသားမိဘပြည်သူအားလုံးအပေါ်မှာလည်းကျွန်တော်ဗီဇာမျက်နှာတန်ဖိုးထားတယ်။อืมတော်ကြည့်တော့ကြေပြောနေရမြီ။ချစ်ခင်မျက်နှာစိတ်ရှိတယ်။အားလုံးအပေါ်မှာရှိတယ်။နိုင်ငံတော်ကြီးကိုငြိမ်းချမ်းစေချင်တယ်ကျွန်တော်တို့ရဲ့မိဘပြည်သူတွေကိုငြိမ်းချမ်းတဲ့နိုင်ငံမှာနေရတဲ့အရသာကိုကျွန်တော်ခံစားစေချင်တယ်။ကျွန်တော်ငယ်ငယ်တော့က ကလေးဘဝမှာကျွန်တော်တို့ရွာတွေအခဏခဏမီလောင်တပုံပြစ်ဒီလိုမျိုးတွေဖြစ်တယ်အဲ့တော့ငင်းကြတဲ့အရာတော်မင်းတို့ငယ်တော့ကတော့အခုလိုမျိုးစစ်ကူတွေရံပြီးတော့ချောလုံးနေအောင်တည်ရဲသားနဲ့အုတ်ရှင်ဒီစစ်ကူတွေအားပိနေတဲ့မင်းရဲ့အုံတော်ကဘယ်လောက်တည်တော်မှာကိုရွာလေဆိုတာမင်းကိုမင်းသိတယ်နဲအတိကအတိကလိမ့်ပြလုံးနေပေါ့နော်ညလို့ကကြည်သူလူတို့ရရဆက်ဆက်ပပဆက်ဆက်တက်ချက်နေတဲ့စစ်အာဏာရှင်ရဲ့ production company တွေသူတို့နဲ့ပတ်သက်နေတဲ့သူတွေရဲ့ ကုမ္ပဏီတွေနဲ့အတူလက်တွဲပြီးတော့မလုပ်ရတဲ့အတွက်လိပ်ပြန်လုပ်တယ်တိတ်ကပြီးလို့ရှိရင်ခုနပြောသူပေါ့နော် freedom ရှိရဲ့နေရာမှာလုပ်တဲ့နှုတ်ပညာကပို့ပြီးတော့အနှစ်သာရပို့ရှိတယ်လို့အာအဲ့ဒါကွာချတယ်လို့မျိုးထင်ပါတယ်ကျွန်တော် တို့စစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်မှာကလေးကဒီဝါရဖြန့်ကျင်ပြီးပပန်ကန်တာကတော့ဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ကမြင်ညာပြီးသားအာအဲ့တော့ဒီလိုမျိုးဖြစ်လာတယ်ဆိုတာအရန်ကိုအံ့ဩစရာမဟုတ်ဘူးနော်ဒီဥစ္စာကိုဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတော့ခစားရဲကြိုးတွေးထားတယ်ကျွန်တော်တို့က ဒီလက်အောက်မှာစစ်စိုးရလက်ထက်စစ်အာဏာရှင်လက်အောက်မှာမနေနိုင်တဲ့အတွက်နိုင်ငံကနေဖတ်လာခဲ့တဲ့အတွက်ကျွန်တော်တို့လိုဟိုသူတို့သူတို့လောက်ခံလို့စုဆံမလို့သူတို့ကချိန်ချောက်လို့မရတဲ့အခြေအနေမှာရှိနေတယ်လို့ကြံခဲ့တဲ့လူပညာရှင်တွေလည်းသူတို့ကအာမျိုးလို့တဲ့အတိရဲ့အတိတွေမှာပေါ့နော်ဟိုအဲစာဝတ်နေရေးအတွက်စာဝတ်နေရေးအတွက်ပါဆိုပြီးသူပြောကြတယ်ပေါ့နော်စာဝတ်နေရေးဆိုတော့မင်းတို့နားလေတယ်ဒါပေမဲ့ အားလုံးကကိုယ့်ကိုယ်ကိုကိုယ့်ဘဝကိုကိုယ်မိသားစု selfishly ကြည့်မယ်ဆိုလို့ရှိရင်တော့မှန်တယ်ဒါကိုယ်ကိုယ့်ရဲ့ဒီအမ်ဘယ်လဲကိုယ့်ရဲ့ livelihood အတွက်တရားကိုလုပ်ရတယ်ဖိုက်ခံမအောင်ကြောက်တယ်စောင့်နေရရှိရတော့လက်ခံပင်မဲ့အားလုံးကအဲ့လိုမျိုးကြည့်မယ်ဆိုလို့ရှိရင်ဒေါ်လာကြီးကအောက်မြင်မှာမဟုတ်ဘူး တကူတန်းတကူတောက်တကူကောင်းဆန်အားလုံးကတကူကောင်းဆန်မယ်ဆိုလို့ရှင်တော့တော်လိုင်းရအောင်မဟုတ်ဘူးအားလုံးကတူတူလက်တွဲနေပြီးတော့ဟိုဒီတော်လိုင်းမှာပေါဝင်မှသာလေတော်လိုင်းရအောင်ပါဒီလိုမျိုးကိုချင်းစားတတ်တဲ့စိတ်ရှိမယ်ဆိုလို့ရှင်တော့နော်မင်းတို့တော်ထဲမှာရှိရသူတွေအော်တော်ထဲမှာတက်တည်ဆုံးချုံသွားတဲ့သူတွေမိဘတွေနဲ့ဝေးသွားတဲ့သူတွေသားသမီးတွေကိုဆုံးချုံလိုက်ရတဲ့မိဘတွေသူတို့တွေကျော် တို့တွေကြတော့ဆိုတော့မိကုန်းလေးထားလာပေါ့နော်အဲ့တော့ဒီကဟိုပေါ်မြန်လို့ politics ကိုကတော့ gray ဖြစ်တဲ့ area ကြီးလို့မြန်လို့မြင်တယ်ဒါပေမဲ့အဲ့ဒီ gray ဖြစ်တာကြီးကိုပဲအော်ငါမတက်နိုင်ဘူးငါမလုံနိုင်ဘူးလေဆိုတဲ့ဟာကြီး ਨੇ ပြီးသွားလို့ရှင်တော့တော်တော်ကြီးအောင်မြင်မှာမဟုတ်တော့ဘူးလို့စစ်ဆိုရလက်စစ်စစ်အာနာရှင်လက်အောက်ပါပဲတစ်လုံး ကြီးသွားလိမ့်မယ်။တို့အနာဂတ်ကြီးစွာရှိတော့မှာမဟုတ်ဘူး။တို့တို့ပဲတာယာတို့ပဲဟိုလှုပ်ချင်တာလှုပ်ပြီးတော့တို့လက်အောက်မှာပဲနေရတော့မှာလေ။အဲ့တော့ကျွန်တော်တို့လည်းအခုအခုတော်လိုင်းရဲ့လူပညာရှင်တွေကိုကြည့်လိုက်ပါ။ majority အားလုံးကမြန်မာနိုင်ငံမှာအေးဆေးနေပြီးတော့အလုပ်ဆက်လုပ်နေရတဲ့အမှုပညာရှင်တွေအများကြီးပဲ။နော်။နာမည်ကြီးအမှုပညာရှင်တွေအများကြီးပဲ။ဒါပေမဲ့တို့ဒီအဲ့ဒါတွေကိုအားလုံးကိုပစ်ချပြီးတော့အပြေးရတယ်။ဘာလို့ဆိုတော့တို့မှာ ြောပိုင်ခွင့်မရှိလို့ဒီဟာဝေဖန်ပိုင်ခွင့်မရှိလို့တားမြစ်ပိုင်လို့မရှိလို့လွတ်လပ်ပိုင်လွတ်လပ်စွာပြောပိုင်ခွင့်မရှိတဲ့အတွက်သူတို့မှာအနေရရှိတဲ့အတွက်သူတို့ထွက်ပြေးလာရတယ်။ဘသူကကိုယ်နိုင်ငံမျိုးကိုကဆက်လုပ်ပြီးတော့သူများနိုင်ငံမှာနော်ဟိုဥမာသူများနိုင်ငံမှာပေါ့နော်ဟိုအရန်ကိုအောက်ဟိုဘယ်လိုမလဲအခြေခံအလုပ်တွေနဲ့အမှုပညာရှင်တွေပေါ့နော်အခြေခံအလုပ်တွေနဲ့ဘသူကလှုပ်ရှင်မှာလဲအမှုပညာကိုပဲလှုပ်ရှင်မှာပေါ့ဒီလိုဟိုဘယ်လိုမလဲ မချစ်သူဝင်လို့ပါလို့ဆိုလို့ရှိရင်ရုပ်ရှင်နေတိုင်းနေရအချင်းနေဆုံနေရအစ်စ်နေအားကြီးဝင်လို့ရနေလေသူတွေသူတို့ဆိုလို့ရှိရင်ဘာဖြစ်လို့အဲ့ဒါတွေကိုပြစ်ချပြီးတော့ခုနိုင်ငံနော်ခုနိုင်ငံမှာအောင်မြင်မှုတစ်ခုရနေပြီနေရာတနေရာရနေပြီပတ်စံလည်းရှိတယ်အဲ့ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကို give up လုပ်ပြီးတော့ဘာလို့လုပ်တာလဲဒါကသူတို့ကနိုင်ငံကိုချစ်တဲ့စိတ်နဲ့ဒီသူတို့ဒီမြန်မာပြည်သူပြည်သားတွေရဲ့အနာဂတ်အတွက်ကို fight they want to fight for it the only benefit benefit တခုပဲရှိတယ်တော်လန်ရေးအောင်မြင်ပြီးတော့မြန်တို့ democratic ဖြစ်တဲ့နိုင်ငံကြီးကိုရရှိဖို့အတွက် democracy ကိုပြင်ရဖို့အတွက်ပဲလုပ်နေကြတာဒီ democracy ရဖို့အတွက်လူပညာရှင်တွေကဒီတော့တနည်းအားနဲ့ပါဝင်ဖို့အရေးကြီးတယ်ဘာလို့လဲ နိုင်ငံတကာနိုင်ငံမှာနိုင်ငံရဲ့အခြေအနေနိုင်ငံရဲ့ politics ကဘယ်လိုလဲဆိုတာကိုသိချင်လို့ရှိရင်သူတို့ရဲ့အမှုပညာကိုကြည့်ရတယ်ကြည့်ရတယ် အနုပညာလွတ်လပ်မှုရှိလားအနုပညာရှင်တွေကလွတ်လပ်မှုရှိနေလားအနုပညာဖန်တီးတာလွတ်လပ်မှုရှိနေလားဆိုတော့ဘာလို့ဆိုဒါကနောက်ဆုံးကိစ္စလေးတဲ့မလား economy ပြီးလို့ရှိရင် education health ဒါတွေကအရေးကြီးတဲ့ဟာတွေဒီအရေးကြီးတဲ့ဟာတွေကနံပါတ်၁လာပြီးတော့မှနောက်ဆုံးကြမှအနုပညာရှင်အနုပညာကိုကြည့်ရှိရဥစ္စာတွေကအလုံးအစင်ပြနေပြီပြမဲ့အနုပညာကနောက်ဆုံးဖြစ်တဲ့အတွက် ဒီအနုပညာကိုကြည့်လိုက်တိုင်းဒီဟာလွတ်လပ်မှုမရှိဘူးဆိုလို့ဒီနိုင်ငံလွတ်လပ်မှုမရှိနိုင်ရမယ်အဲ့တော့ဒါကိုတင်းအာရမကြီးလွတ်လပ်နေပါတယ်ဆိုရဲဥစ္စာမျိုးပြနေတာလည်းကျွန်တော်လက်မခံဘူးလို့အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာတွေအားလုံးကဘာမှဖြစ်ပါဘူးအားလုံးအဆင်ပြေနေပါတယ်ဆိုရဲပုံစံကြီးတွားတာအရာမျိုးလုံးဝလက်မခံဘူးပေါ့နော်ဒီအနုပညာဆိုတာလူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးတာ ဒီလိုတနေ့တာပြင်ပန်းလာတဲ့အရာကြီးကိုစိတ်ပြောင်းသွားအောင် relax ဖြစ်သွားအောင်လုပ်ပေးတဲ့အရာတစ်ခုအနုပညာဆိုမျိုးတော့ခံစားအနုပညာနဲ့ချက်အနေနဲ့ပေးပေးဆက်တာပေါ့နော်ဒီဒီကြည့်ရှုအားပေးသူတွေကိုအဲ့တော့ဒီအောင်မျိုးတော့အရန်ဂုံယူတယ်လူတယောက်ကိုစိတ်ချမ်းသာအောင်လုပ်ပေးရတဲ့အရာတစ်ခုဖြစ်တဲ့အတွက်မျိုးတော့ဂုံယူတယ်အဲ့ဒီဂုံအဲ့ဒီဂုံကိုမျိုးတော့ဘာနဲ့မှလည်းမလဲနိုင်ဘူးတော်တော်များများအနုပညာကိုတကယ်ချစ်တဲ့သူပတ်စံကိုပဲဒီကမဟုတ်ဘဲနဲ့ အောင်မြင်မှုကိုပဲတခရီးကမဟုတ်ပဲနဲ့တကယ်ကိုအနုပညာချစ်တဲ့သူတွေကမျိုးလို့တဲ့အတူတူမျိုးလို့ပြောတာကိုလက်ခံမယ်လို့မျိုးယုံကြည်တယ်။ဒါပေမဲ့အနုပညာကိုကိုယ်ပိုင်ချစ်လို့လုပ်တာတယောက်တည်းလူတယောက်တည်းအားပေးနေရင်တော့မဒီလူတယောက်တည်းအတွက်ကိုပဲ entertain လုပ်မယ်ဆိုရက်စိတ်ဓာတ်မျိုးပေါ့နော်။အဲ့တော့ဒီအနုပညာရှင်တွေကသူတို့မှာကကိုသူတို့မျိုးလို့တဲ့အနုပညာတစ်ခုပဲရင်ထဲမှာရှိပြီးတော့ဒီဥစ္စာကိုပဲဂုံတိတ်ခါအနေနဲ့ထိန်းချုပ်ထားတဲ့ အရာအရာလေးတစ်ခုဖြစ်တဲ့အတွက်တရားတော့ဗာတန်ဖိုးကတော့ဘလောက်ပဲအောင်မြင်မှုဘလောက်ပဲပတ်စံဘေဘီလဲမှာမဟုတ်ဘူးတကယ်အနည်းပညာဦးချင်းနေရတဲ့သူရတော့မင်းတို့လို့မျိုးပြောချင်ပါရှင်ဟုတ် ော့မယ်ဆိုတဲ့လေပါတယ်နောက်ထပ်ပြီးမှာတော့နောက်သက်ဒီနုတောင်ပြကျွန်တော်ရဲ့ကိုကြည်ရုံ channel ကိုလိုက်ရန် subscribe ဆက်ပါပြီးဒီခေါင်းနေကြပြီးတက်လာကြပြီးတော့ဒီရင်အောင်ရှင်းပါစေဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ပြီးတော့ channel ဆုံးပြကြပါမယ်